င်းတော့ပါဗျာတောင်းပန်တယ်လို့သာပြောတာဗောနော်တစ်ချက်တစ်ချက်မှာပြုံးစီစီဖြစ်သွားတဲ့အမူအရာရတော့ဝမ်းနေတယ်လို့တော့မတော်မခံစားရအောင် စားချင်တယ်သူက3000နဲ့ဝယ်တယ်ဗောနော်အဲခွေးသားစားချင်တယ်ဗောနော်ဆိုတော့ဟို3000နဲ့ဝယ်တယ်တစ်ယောက်ကချိတ်ဆက်ပေးတယ်အဲ့တော့ဟိုသူတို့နဲ့ယူနီပီတာသူတို့အကျွမ်းတဝင်ရှိပီတာသူတို့ခွေးလို့ပြောလို့ရတယ်ခွေးကိုပဲရိုက်ပေးလိုက်တာဗော ပြန်ထပ်ကြည့်ကြည့်လိုက်တဲ့အခါကျတော့အများပြည်သူနေထိုင်တဲ့နေရာမှာပဲရက်ွက်ထဲမှာပဲဟိုခွေးရလည်းဘာမှမတုံ့ပြန်ဘူးအချက်ပေါင်းများစွာရိုက်နေရတော့မှသူမော့ကြည့်တယ်ဟိုပြန်ပြီးမှန်ပြီးရတော့မရှိဘူးပေါ့နော်ဆိုကိုလည်းစိတ်မကောင်းဘူးပေါ့နော်ဟိုတော်တော်ဒီနေ့မိကုန်းဖြေဖို့ line ဖွင့်လိုက်တဲ့အချိန်မှာဒီဗီဒီယိုဖိုင်လေးကိုမြင်လိုက်ပါတယ်။ဘာများလဲဆိုပြီးကြည့်လိုက်တဲ့အခါမှာခွေးသားစားတဲ့ပြဿနာဖြစ်နေပါတယ်။ မတိသေးတဲ့လူတချို့တိအောင်ပြောဦးမှာပဲဆိုတဲ့အတွေးပေါ်လာတဲ့အတွက်နည်းနည်းလေးပြောမလို့ပါနော်မဟာဝါပါဠိတော်မှာမစားအပ်တဲ့အသားကြီး၁၀မျိုးဆိုတာကိုပြဋ္ဌာန်းတားမြစ်ထားပါတယ်အဲ့ဒီမစားအပ်တဲ့အသားကြီး၁၀မျိုးကဘာတွေလဲဆိုရင်၁မနုဿမန္တလူသား၂ဟဋ္ဌိမန္တစင်သား၃အတ္တမန္တမြင်သား၄သုနခမန္တခွေသား၅အဟိမန္တမွေသား၆တိဟမန္တချင်းသေးသား ခုနှစ်ဗျက်ကမန္တကြာသားရှစ်ဒီပိမန္တကြတဲ့သားကိုအစ္ဆမန္တဝန်သားတဆယ်တရိစ္ဆမန္တဝန်ပလွေသားတို့ပဲဖြစ်ပါတယ်ဒါဟာမစားအပ်တဲ့အသားကြီး၁၀မျိုးပဲဖြစ်ပါတယ်အဆိုပါမစားအပ်တဲ့အသားကြီး၁၀မျိုးထဲမှာသူနခမန္တခွေးသားဆိုတာပါပါတယ်ခွေးသားကိုဘာကြောင့်မစားအပ်တဲ့အသားလို့တားမြစ်ရတာလဲဆိုရင် ခွေးသားဒီရုံညံ့တဲ့အသားဖြစ်လို့ပါဒီလိုပြောလို့တချို့က ခွေးသားကိုယဟန်တွေမစားဖို့ပဲတားမြစ်ထားတာမဟုတ်ဘူးလားလို့မိကောင်းမေးကြပါလိမ့်မယ်။ယဟန်တွေလည်းမစားကောင်းတယ်လို့လူတွေလည်းမစားကောင်းပါဘူးနော်။ဘာကြောင့်လဲဆိုရင်ကဘာတဝမ်းမှာရှိတဲ့အသားမျိုးစုံတွေထဲမှာခွေးသားသည်အယုံညံဆုံးအသားဖြစ်တဲ့အတွက်မစားအပ်တဲ့အသားဖြစ်တယ်ဟုလူအများစုကသတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ခွေးသားသည်ယုံညံ့တဲ့အသားဖြစ်တဲ့အတွက်ကြောင့်မစားကြပါနဲ့လို့ပြောလိုပါတယ်နော်။ လက်ရှိဥစဉ်တစ်ပါးကအရက်သေးစားတောက်စားနေပါတယ်ဖရဘယ်လိုမျိုးပြုပြင်ပြောင်းလဲပေးရပါမလဲဖရဖုန်ကြီးစာချဆိုသလိုဖြစ်နေလို့ပါတဲ့ဖုန်ကြီးစာချပြောရုံမကလို့ပဲဘလို့ပဲပြောပြောနော်မှားနေရင်တော့ပြုပြင်ပေးရမှာဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်ကအရှင်သာကဒဆိုတဲ့မထေတပါးရှိပါတယ်ဒီနေ့မှာတရက်ပင်စိတ်ရွာမှာသိုးသွန်းနေတဲ့ငကားတကောင်ကိုအရှင်သာကဒမထေကသုံးမပေးလိုက်တဲ့အတွက် ရွာသူရွာသားတွေကကျေးဇူးတင်လွန်းလို့အရှင်သာဂတမထေရ်ကိုတေးရီအရက်နဲ့ပူဇော်ပါတယ်။အရှင်သာဂတမထေရ်လည်းပဲရွာသူရွာသားတွေပူဇော်တဲ့တေးရီအရက်ကိုတောက်သုံးပြီးမူးမိပ်ပြီးတော့ရရှိထားတဲ့တကိုယ်အဘိညာဉ်တွေပျောက်ဆုံးသွားပါတယ်။ဖျားရှိရောက်တာတောင်မှဖျားကိုဖျားမှန်မတိလောက်တဲ့အထိမူးမိပ်သွားတာပါ။အဲ့ဒီမှာမြတ်စွာဘုရားကအရှင်သာဂတမထေရ်ကိုအကြောင်းပြုပြီးသူရာမေရယပါနေပါစိတ်တိယံ တေရီအရက်ကိုတောက်သုံးခြင်းကြောင့်ပါစိတ်အဘက်တင့်စီဆိုပြီးဝိနည်းသိခါဖို့ပြဋ္ဌာန်းတော်မူပါတယ်။ဒါကြောင့်ယဟန်တွေ အရက်သေးစားတောက်စားမယ်ဆိုရင်သူရာပါဏသိခါဖို့အရပါစိတ်အဘက်တင့်ပါတယ်။အဲ့ဒီအကြောင်းအရာကိုပြောပြလိုက်ပါ။ဒါမှမဟုတ်ဒီဗီဒီယိုဖိုင်ကိုသွားပြလိုက်ပါ။အဲ့ဒီလိုပြလို့မှမရဘူးဆိုရင်သူတို့ရဲ့ကြောင်းတိုက်အကြီးကဲကိုတိုင်ကြားလိုက်ပါ။တိုင်ကြားလို့မှမရဘူးဆိုရင်ကြီးရွာတန်ခနာယကကိုတွားရောက်ပြီးတိုင်ကြားလိုက်ပါနော်။ အဲ့ဒီနည်းနဲ့ပြုပြင်ပြီးဖြည့်ရှင်းပါလို့ပြောကြပါတယ်။ဒီဖုန်းကြီးတနေ့တနေ့ဘာတွေလျှောက်တင်နေမှန်းကိုမသိဘူး။တရားလေးပါလေးမဟုတ်ဘူးလား။ဖုန်းကြီးဖြစ်ပြီးတော့တက်တော်ပဲစော့နေတာတဲ့။ဦးစင်းရဲ့တက်တော်အကောက်ကတရားဓမ္မတင်တဲ့အကောက်လေ။ဦးစင်းရဲ့တက်တော်အကောက်ထဲကိုဝင်ကြည့်လိုက်။တရားဓမ္မနဲ့ပတ်သက်ပြီးမေးမြန်းထားတဲ့မေးခွန်းတွေကို ဖြေထားတဲ့ပို့တွေပဲတွေ့လိုက်မယ်။ နော်နေ့စဉ်နေ့စဉ်တရားဓမ္မနဲ့ပတ်သက်တဲ့ပို့တွေကိုတင်ပြနေပါရဲ့နဲ့တရားမဟုတ်ဘူးလားဆိုတော့ပေးကြတယ်တက္ကတော်ရဲ့တန်တမှာတရားကိုမမြင်နိုင်တော့အောင်အကုသူတွေအားကြီးနေပြီနော်နောက်ပြီးတစ်တော့ဆော့တာနဲ့တစ်တော့အသုံးပြုတာ လုံးဝမတူပါဘူးတစ်တော့ပေါ်မှာတခြင်းဆိုပြီးတော့ဖိန်လုတ်ရင်လုတ်ကခုံ၍အပြော်လုတ်နေတာတွေကတစ်တော့ဆော့တာဖြစ်ပါတယ် တိတော့ပေါ်မှာဒကာဒကာမတွေဘဟုတုတအဋ္ဌဉဏ်တိုးပွားဖို့တရားအဋ္ဌဉဏ်တွေဖြန့်ဝေပေးတာကတိတော့ကိုအသုံးပြုတာဖြစ်ပါတယ်။ဦးစင်ကတိတော့စော့နေတာမဟုတ်ပါဘူး။ဒကာဒကာမတွေကောင်းကျိုးများဖို့အတွက်တိတော့ကိုအသုံးပြုနေတာဖြစ်ပါတယ်။ဒကာတော်အနေနဲ့ဦးစင်ကို တိုက်ခိုက်ခြင်းတယ်ဆိုရင်နံပါတ်1တရားကိုမမြင်နိုင်လောက်အောင်ဖြစ်နေတဲ့ဒကာတော်ရဲ့တန်တံမှာရှိတဲ့အကုသိုလ်တွေကိုနှဲပါအောင်အရင်ဆုံးလုပ်ပါ။နံပါတ်2တိတော့စော့တာနဲ့တိတော့အသုံးပြုတာကို ကွဲပြားအောင်အရင်လုပ်ပါပြီးတော့မှဥစဉ်ကိုလာပြီးတိုက်ခိုက်ပါလို့ပြောကြင်ပါတယ်နော်အရှင်ဖရာတရားယူတွေတွေ့ဘူးပါတယ်ဖရာဘာကြောင့်တရားထိုင်ရင်ယူရတာပါလဲဖရာဖြေပြီးတော့မူပါအောင်ဖရာတဲ့တရားကမယူပါဘူးနော်တရားထိုင်ရင်ယူတယ်လို့ဖရာမဟောပါဘူးအဲ့ဒီဇကားတွေကအရက်သေးကဇကားတွေပါတချို့ဆိုရင်တရားသွားထိုင်မိလူကိုအတွေ့အကြုံမရှိဘဲတရားသွားမထိုင်နဲ့ယူသွားလိုက်မယ်ဆိုပြီး ပြောဆိုတားနေကြတာတွေ့ဘူးပါလေ။အဲ့ဒီလိုလောက်တာဟာဓမ္မန္တရေထိုက်တတ်ပါတယ်သတိထားကြပါနော်။တကယ်တော့ဦးစင်းတို့ဘုသူစင်တွေဟာမွေးတဲ့ကယူနေကြတဲ့လူတွေပါ။ပန်းအတွက်ယူတဲ့လူ၊မယားအတွက်ယူတဲ့လူ၊စီးစိမ်ဥစ္စာအတွက်ယူတဲ့လူ၊အာဏာအတွက်ယူတဲ့လူ၊ဆွေမျိုးညီကိုပေါင်းနှမအတွက်ယူတဲ့လူဆိုပြီးအမျိုးမျိုးယူနေကြတာပါ။ဖျားရှင်လက်ထက်ကဗရာစာရီကိုအာလုံးသိကြပါလိမ့်မယ်နော်။ အဲ့ဒီဗရာစာရီဆိုတဲ့အမျိုးသမီးဟာလင်းလဲသေးသားလဲသေးမိဘညီကိုမောင်နှမတွေလည်းသေးတဲ့အတွက်ယူသွင်းနေတဲ့သူဖြစ်ပါတယ်။အဲ့ဒီယူသွင်းနေတဲ့ဗရာစာရီအမျိုးသမီးဟာမြတ်စွာဘုရားဤတရားတော်ကိုနာကြာနှလုံးသွင်းလိုက်ရတဲ့အချိန်မှာအယူရောဂါပျောက်သွားပါတယ်။ဒါကြောင့်တရားဆိုတာဟာယူစေတဲ့အရာမဟုတ်ပါဘူး။အယူရောဂါကိုပျောက်စေတဲ့အရာဖြစ်ပါတယ်။ဒါဆိုရင်တချို့တရားထိုင်ရင်းနဲ့ယူသလိုလိုဖြစ်ကြတာဘာကြောင့်ပါလဲလို့မေးစရာအကြောင်းရှိလာနိုင်ပါတယ်။ ယုံကြည်ကြမ်းမှာစိတ်ဖြောင့်စွာဖြင့်လွန်စွာအားထုတ်နတ်နှစ်ရုပ်ကိုဖြစ်ချုပ်ဉာဏ်ဉင်ဤငားအင်အမှန်ပေမဲ့ရကြောင်းဆိုတဲ့အတိုင်းတရားအားထုတ်မိလူဟာကျမ်းမာရေးကောင်းရသလိုစိတ်သက်ကြံ့ခိုင်မှုလည်းရှိဖို့လိုပါတယ်။ကျမ်းမာရေးလည်းမကောင်းစိတ်သက်ကြံ့ခိုင်မှုလည်းမရှိဘဲတရားအားထုတ်မယ်ဆိုရင်ဝေဒနာပေါ်လာတဲ့အချိန်နဲ့မိမိကျမ်းမာရေးမကောင်းတာနဲ့တွတ်တွေးတဲ့အခါမှာစိတ်သက်ကြံ့ခိုင်မှုကလည်းမရှိတဲ့အတွက်ခန္ဓာကိုယ်ဖောက်ပြန်ပြီးယူသလိုလိုထဖြစ်တာပါနော်။တရားနဲ့ဘာမှမဆိုင်ပါဘူး။ ဒါကြောင့်တရားထိုင်လို့ယူတယ်ဆိုတာဟာလုံးဝမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယားတပည့်တော်မေးကျင်ပါတယ်ဖေယားဖုန်ကြီးရောဦးစင်းရောကိုရင်ရောသင်္ကန်းရောင်းကြပါတယ်ဖေယားအပြည့်ဘလောက်ကြီးလဲဖေယားပြောပြတော်မူပါဖေယားတဲ့ယဟန်တွေကအယောင်းအဝယ်မလုပ်ရဘူးနော်ယဟန်တွေအယောင်းအဝယ်လုပ်မယ်ဆိုရင်ရူပိယတန်ဝောဟာရတိခါဖို့အရာ မေတ္တိပါစိတ်အဘတ်တင်ပါလေကိုရင်တွေကတော့ဒံတင်ပါလေเนาะအဲ့ဒီလောက်အပြည့်ရှိပါတယ်ဆရာတော်ဖရဇတမားတွေအနုပညာတမားတွေသိရင်ပဟာတဆိုတဲ့နတ်ပြည်ကိုရောက်တယ်ဆိုတာမှန်ပါသလားဖရတဲ့တန်ယုတ်တနိကေဂါမဏိတန်ယုတ်မှာတာလပုတ္တတုတ်ဆိုတာရှိတယ်เนาะအဲ့ဒီတာလပုတ္တတုတ်မှာတာလပုတ္တအမိရတဲ့ သမင်တဲ့တကကြီးကမြက်စွာဖျားကိုရှောက်တယ်။ဘယ်လိုရှောက်တယ်လဲဆိုတော့မြက်စွာဖျားတပည့်တော်တို့သမင်တဲ့တွေဟာလူတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့အတွက်တပည့်တော်တို့သမင်တဲ့တွေသိရင်ပဟာတဆိုတဲ့လက်ပြေကိုရောက်တယ်လို့ရှေ့လူကြီးသူမတွေပြောတာကြားဘူးပါတယ်။မှန်ပါသလားဖျားလို့မေးလျှောက်ပါတယ်။အဲ့ဒီအခါမှာမြက်စွာဖျားကမမေးဖို့၃ချိန်၃ခါတိတိပယ်ချပါတယ်။ ပယ်ချတော့လည်းပဲဆက်ပြီးမေးတဲ့အတွက်မြတ်စွာဘုရားကတာလာပုဒ္ဒသင်တို့သဘင်တွေဟာ လူတွေကိုလောဘဒေါသမောဟစတဲ့တိလေသာတရားတွေထူပြောအောင်လုပ်တဲ့အတွက်သင်တို့သဘင်တွေသိရင်ပါဟာတဆိုတဲ့နတ်ပြည်ကိုရောက်မှာမဟုတ်ဘူးပါဟာတဆိုတဲ့မရဲပြည်ကိုရောက်နိုင်တယ်လို့ဖြေကြားတော်မူပါတယ်ဒါကြောင့်သဘင်တွေအနုပညာသမားတွေဟာ လူတွေကိုတိလေသာတရားထူပြောအောင်လုပ်တဲ့အတွက် အဲ့ဒီကံတွေဟာအကျိုးပေးမယ်ဆိုရင်ပါဟာတဆိုတဲ့ငရဲမှာဖြစ်နိုင်ပါတယ်ဖြစ်နိုင်တယ်လို့ပြောတာပါနော်ဖြစ်ကိုဖြစ်ရမယ်လို့ပြောတာမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်တပင်တဲ့တွေအမှုပညာသမားတွေမှလည်းပဲတခြားကောင်းမှုကုသိုလ်တွေရှိပါသေးတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကအကောင်းလို့အကျိုးပေးမယ်ဆိုရင်ငရဲကိုရောက်စေနိုင်တဲ့အကုသိုလ်ကံအကျိုးတရားတွေဟာလည်းပဲအဟောတိကံဖြစ်ပြီးပြည့်ပြည့်သွားနိုင်ပါတယ် နားလည်ပါစေเนาะအရှင်ဖေယဗုဒ္ဓဘာသာဖြစ်ပြီးအခြားဘာသာတွေရဲ့သမိုင်းတွေကို လေ့လာရင် အပြည့်ရှိပါသလားဖေယတဲ့ဖေယရှင်လက်ထက်တော်အခါကအနာတပိန်တထေးကြီးဆိုတာအားလုံးကြားဘူးကြလိမ့်မယ်เนาะအဲ့ဒီအနာတပိန်တထေးကြီးကဒီနေ့တိဋ္ဌိတွေအကြောင်းကိုသွားပြီးတိဋ္ဌိတွေရဲ့ဘာသာအယူဝါဒတွေကိုလေ့လာပါတယ်အဲ့ဒီလိုလေ့လာတဲ့အခါမှာတိဋ္ဌိတွေက တို့ရဲ့ဘာသာအယူဝါဒတွေကိုအနာတပင်တထေးကြီးကိုပြောပြပါတယ်အဲ့ဒီအခါမှာအနာတပင်တထေးကြီးကဒီဝါဒကတတ္တရဒိဋ္ဌိဖြစ်ကြောင်းဒီဝါဒကတော့ဥစ္စေဒဒိဋ္ဌိဖြစ်ကြောင်းဒီလိုဝါဒတွေကိုကျင့်သုံးရင်ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ကြောင်းသတိဖြင့်တခုချင်းစီချပြပါတယ်အဲ့ဒီလိုချပြပြီးပြောဆိုတဲ့အခါမှာတိဋ္ဌိတွေလည်းတခေါမှ ပြန်မပြောနိုင်ပဲခေါင်းငိုက်ဆိုင်ကြနေပါတယ် အဲ့ဒီအချိန်မှာအနာတပင်တတိကြီးကထပြန်လာပါတယ်ထပြန်လာပြီးတော့အင်ကိုချက်ချင်းမပြန်ပဲမြတ်စွာဘုရားတရင်သုံးတဲ့ကြောင်းတိုက်ကိုသွားပြီးမြတ်စွာဘုရားကိုသေချာရှိခိုးလျက်မြတ်စွာဘုရားတပည့်တော်တိဋ္ဌိတွေကိုဒီလိုဒီလိုပြောခဲ့ပါတယ်ဘုရားဆိုပြီးရှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကအနာတပင်တတိကြီးကိုအပြစ်မတင်ပါဘူးเนาะအပြစ်မတင်တဲ့အပြင်ပါဒုတာဒုကဟပတိတတိကြီးကောင်းတယ်ကောင်းတယ်လို့သာဓုခေါ်တော်မူပါတယ် ပါရုခေါ်တယ်ဆိုတာဟာလည်းပဲတိဋ္ဌိတွေကို ပြပြစီလိုတဲ့စိတ်နဲ့ခေါ်တာမဟုတ်ပါဘူးเนาะအမြင်မှန်ရစီလိုတဲ့စိတ်နဲ့ပါရုခေါ်တာပါအဲ့ဒီအချိန်မှာယဟန်တွေကိုအစည်းအဝေးခေါ်ပြီးယဟန်တွေစီဝေးရောက်ရှိလာတဲ့အချိန်မှာခြေသားတို့ဒီမောကပုရိသမဖို့နိဗ္ဗာန်နဲ့အချင်းလေးဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုအားရင်အားတလို့ဆုံးမရမယ်ဆုံးမတဲ့နေရာမှာလည်းပဲဒုတိယဓာတပြန်နဲ့မဟုတ်ပဲသဟဓမေနာ တရားသောနိလန်ဖြင့်သုံးပါရမယ်ဥပမာဒီတထေးကြီးလိုပေါ်ဆိုပြီးဥပမာပေး၍မြတ်စွာဘုရားကယဟန်တွေကိုဩဝါဒပေးတော်မူပါတယ်ဒါကြောင့်သူတော်ဘာသာရဲ့အကြောင်းကို လေ့လာတာဟာအပြည့်မရှိပါဘူးเนาะသိထားသင့်ပါတယ်အကယ်၍သူများဘာသာအကြောင်းကို လေ့လာလို့အပြည့်ဖြစ်မယ်ဆိုရင်အနာထပိန်တထေးကြီးကိုမြတ်စွာဘုရားသိရမှာပေါ့เนาะသူတော်ဘာရဲ့ဘာသာအကြောင်းကိုသိထားမှသာလျင်ပဲ သူတော်ဘာသာသနာပြုတာကိုမခံရမှာဖြစ်ပါတယ်နော်ဒါကြောင့်မိမိရဲ့ဘာသာအကြောင်းကိုလည်းသိထားသင့်တယ်လို့သူတော်ဘာတို့ရဲ့ဘာသာရေးကိစ္စတွေကိုလည်းသိထားသင့်ပါတယ်